ဘသူမှမစည်းနိုင်တဲ့တိန်ထောင်ကျော်ရန်စိန်ဖနက်ကြီးစီကချေမိုးပြခဲ့တဲ့မင်းသမီးမိုဟိကိုဒါမန်လူရင်စီဝခတ်ခဲ့တဲ့စိန်ဖနက်ကြီးကို CB ချေပြခဲ့တာကတော့တယုံဆောင်မင်းသမီးလေးမိုဟိကိုပါဘုဆိုရင်တိန်ထောင်ကြီးတန်းနဲ့စိန်ဖနက်ကြီးကိုစီးပြခဲ့တာဖြစ်ပါတယ်အားလုံးလည်းသိကြတဲ့အခါယခုချိန်မှာဒါမန်ရန်စာတွေအတွက်စီးပွားရေးချက်တင်လာရင်းဆိုပေမဲ့မနုပညာရှင်နဲ့နှမဲကြီးစီလီရဲနဲ့ထိတ်တန်းခရိုနီတတိကြီးတွေကတော့တတိထက်တနည်းပို့မို့ပြီးတော့ချမ်းသာကြွားလာတာပါဒါကြောင့်လည်းတိန်ထောင်တောင်းချီကုန်ကြခံကချင်းပါတဲ့မင်္ဂလာပွဲမျိုးတွေ ။တန်ဖိုးကြီးမဝင်ရတာပစ္စည်းတွေကိုအပြိုင်ဆိုင်ဆင်းမြန်းနိုင်နေကြတာတွေဖြစ်ပါတယ်။အခုရဲ့ပိုင်းမှာဆိုရင်လည်းရွှေကလေး40ဝဝင်ကတင်တောင်းခဲ့တဲ့မင်္ဂလာပွဲတပွဲကလည်းနမိတ်ကြီးခဲ့ပါသေးတယ်။ထို့သဖြင့်တော့မြန်မာနိုင်ငံကနုပညာရှင်တွေထိတ်တန့်တထေးတွေနဲ့ဆယ်လီဟောင်းဆိုရင်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတန်ဖိုးကြီးတဲ့အရာတွေနဲ့ပေါ်ပြလေးရှိပါတယ်။ခုခါမှာတော့နမေကြီးရုပ်ရှင်တေယောစာမင်းမင်းမွေးကိုကသိန်းပေါင်းထောင်တောင်းချီတန်းနဲ့စိတ်ဖနက်ကိုစီးပြခဲ့တာဖြစ်ပါရင်မွေးကိုကိုဘယ်လာလှကုန်ပြည်စင်မိတ်ဆက်ပွဲခမ်းနာမှာဝစ်စင်ထားခဲ့တာကတော့ အပေါ်ကကျော်ရှင်းလှပါရင်ဝစ်စုံနေတူအောက်မှာတန်ဖိုးကြီးဖက်နက်ကိုဝစ်စင်ပြခဲ့တာပါဝိတ်ကွန်စီကနေဖက်နက်ကဒေါမြင့်ဖက်နက်ဖြစ်ကောင်းကမ္ဘာစီးကြီးဆုံး fashion company ကနေထုတ်လုပ်ထားတာဖြစ်ကြောင်းလည်းသိရပါတယ်ဒါပြင်ဖက်နက်တောက်မှာတော့အရင်သွင်းမြင့်တဲ့ current တန်ဖိုးကြီးနဲ့စိန်မွင့်ကြီးကဘယ်ညာတစ်ဖက်စီမှာရှိနေတာဖြစ်ပါတယ်ဒါလည်းမကသေးပါဘူးအစောအစိန်မွင့်ပြီးမှတော့စိန်မွင့်သေးလေးတွေပါရှိတာပါဒီလိုဖက်နက်ကိုမွေးရီကောကအော်ရာတင်ကစနစ်ကျဖန်တီးပြုတ်ထားတာဖြစ်ပြီး တန်မိုးအဖြစ်တော့တစ်ဖက်ကို3500ကျော်စီစစ်စုပေါင်း3000ကျော်ရန်တန်မိုးရှိရလို့ဆိုရင်ဝိကိုဟာဒီလိုမျိုးတန်မိုးကြီးဖက်ကိုသူမရဲ့ချမ်းသာကြောမှုအဆင့်တန်းနဲ့ကြီးစီးခဲ့တာပါမင်းသမီးမိုးဟေကိုကလူပညာလောကမှာချမ်းသာကြောပြီးစီးဝိုင်းလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်မိုးဟေကလူပညာလောကမှာအကြီးအကြီးဆုံးမင်းသမီးဖြစ်နေတာဖြစ်ပါတယ်ဒါပေမဲ့လည်းမိုးဟေကိုရဲ့အမာခံပရိသတ်တွေကများစွာရှိနေတဲ့အတွက်ဇကားတွေမနာတဲ့ကိုရိုက်ကူးနေရတာပါဒါလည်းမကသေးပါဘူးကြော်ညာတွေ promotion ပွဲခန်းနာတွေတက်ရင်လည်း ဝင်ဝင်မြောင်းစွာရနေရပါဒီလိုမျိုးမိုးရေကောင်ကနုပညာလောက်ကမှာစီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထားသလိုတခြားတစ်ဖက်မှာလည်းပိုးတဲ့အတိုင်းတိုင်း beauty salon တွေနဲ့တကယ်ကိုစီးပွားရေးလုပ်ငန်းမှာများစွာကိုပိုင်ဆိုင်ထားတာပါဒါတွေမကသေးပါဘူးမိုးရေကိုပိုင်ဆိုင်ထားတဲ့စိန်တိုင်းများစွာလည်းရှိနေရဖြစ်ပါတယ်ဒါကြောင့်လည်းခန်းနာပွဲတက်တဲ့မိုးရေကကတော့ရွှေငွေနဲ့တန်ဖိုးကြီးလက်ဝင်ရနာတွေကိုအမြင်လိုလိုစင်မြတ်တတာကိုတော့သတိထားမိကြပါပါတခါတော့ကဆိုရင်လည်းကမ္ဘာကြီးအကြီးဆုံးဖုန်းကိုလည်းမိုးရေကကင်ပြခဲ့ပါသေးတယ် ဒီလိုမျိုးတန်မိုးကြီးရတနာတွေကိုချပြလင်းရှိရဲ့မွေးကတော့အခုတခါမှအရင်သူမဝင့်နေကြလက်ဝက်လက်စားတွေလိုမျိုးမဟုတ်ပဲလူရင်းမတူအောင်ထူးခြားစားလေးဖြစ်အောင်လို့ဆိုပြီးတော့တိမ်မောင်းတောင်းချီတန်မိုးရှိတဲ့စိန်ဖနက်ကြီးကိုထုတ်စီးပြခဲ့တာဖြစ်ပါတယ်။ဒါတော့သူမရဲ့ပွဲခမ်းနာတွေတက်ခဲ့တဲ့ fashion တွေမှာတော့တကယ်ကိုထူးခြားပြီးတော့အမြင့်တစ်မျိုးလေးစမ်းစီပါတယ်။နောက်ပြီးတော့မင်းမီမွေးကွယ်ချမ်းသာကြောမှုတွေကိုလည်းဒီစိန်ဖနက်ကြီးကြည့်ုံနဲ့သိနိုင်ပါတယ်။ တလုံးလုံးကလည်းမြန်မာနိုင်ငံမှာအောင်မြင်ဆုံးတဲ့နာမည်အကြီးဆုံးဖြစ်တဲ့ဆွေးထက်ရတနာပိုင်ရှင်ရဲ့တမိလက်ကလည်းရွှေပိတ်သားကြီးများစွာရှိတဲ့တမိုးကြီးရွှေသားဖက်ရကြီးကိုစီးပြခဲ့ပါတယ်။ဒါပေမဲ့မိုးရီကတော့ပို့ပြီးတော့ထူးကြအောင်စိန်ဖနက်စီးပြခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစိန်ဖနက်စီးပြခဲ့တဲ့မိုးရီကိုပေါ့ပါမိမိရဲ့မြင်လေးရှိရင်လည်းပြောသွားကြပါအောင်ရှင်။